န်လမ်းများကိုဖျက်ဆီးခြင်း၊တမဝိုင်းမှဂိုဒေါင်များကိုမိရှို့ဖျက်ဆီးခြင်း၊ဓာတ်စီပန့်များနဲ့တယ်လီဖုန်းတိုင်များကိုတွန်းလှည့်ဖျက်ဆီးခြင်း၊ပြည်သူကောင်းစီရုံးများတမဝိုင်းမှဆိုင်များအားမိရှို့ဖျက်ဆီးခြင်းစတဲ့မင်းမဲစိတ်ဆန်းတဲ့အချမ်းဖက်ဖျက်ဆီးမှုများဟာမြို့နယ်အသေးသေးနဲ့လမ်းမအသေးသေးမှာဖြစ်ပေါ်ခဲ့ရပါတယ်။ရန်ကုန်မြို့တော်အတွင်းမှာသာမကတခြားပြည်နယ်တိုင်းတွင်းရှိမြို့နယ်များမှာပါအုံကြွဆန္ဒပြခြင်း၊စုဖို့ချမ်းဖက်ခြင်း၊လမ်းပိတ်ဆို့ခြင်း၊လူရဲဖြစ်စေခြင်းစတဲ့ မင်းမဲ့ဇေယျအများကိုနောက်ွယ်မှသွေးထိုးပေးသမျှစင်ကန်းတော်တို့ပြစ်လို့နေကြတဲ့အတွက်ဘာသာရေးအဖွဲ့အစည်းအသီးသီးဖြစ်တဲ့နိုင်ငံတော်တန်ခါမဟာနဂဆရာတော်ကြီးများခိယံသာသနာရေးခေါင်းဆောင်များဟိန္ဒူသာသနာရေးခေါင်းဆောင်များနဲ့အစ္စလမ်ဘာသာရေးခေါင်းဆောင်များကလည်းတိုင်းသူပြည်သားယဟန်ရှင်လူများအနေနဲ့တရားဥပဒေဘောင်အတွင်းမှာသာအေးချမ်းစွာနေထိုင်ကြဖို့မြစ်တရရက်ခံခဲ့ပါတယ်။ ပြင်ထိုစင်ကနိုင်ငံတော်ဝန်ကြီးချုပ်ကလည်းပြည်သူများကိုမြစ်တာရက်ခံခဲ့ပါတယ်ဆလဘီကာဝေးဦးစီးချုပ်အနေနဲ့လည်းပြည်သူအပေါင်းအားတမတော်နဲ့အတူဝိုင်းဝန်းပူပေါင်းကူညီဆောင်ရွက်သွားကြဖို့တိုက်တွန်းတင်ပြသွားပါတယ်ဒါပေမဲ့နိုင်ငံတော်အတွင်းမင်းမယ်ဆယ်များလွှမ်းမိုးလာပြီးတော့အမျိုးမျိုးသောအခြေအနေဆိုးများနဲ့ကောလာလာများ တိုးပွားဖြစ်ပေါ်လာုံသာမကမြေရောက်လှုပ်ရှားသူများရဲ့စိတ်ဝင်ထိုးဖောက်မှုကြောင့်ပါတီစုံဒီမိုကရေစီရရှိရေးနဲ့လမ်းစဉ်ပါတီဥက္ကဋ္ဌထွက်ပေးရေးကိုသာကြဲကြဲလောင်လောင်တောင်းဆိုနေကြပါလေ။ 1988ခုနှစ်ဩဂုတ်လ12ရက်နေ့မှာ လားစီပါတီဥက္ကဋ္ဌဟာနိုင်ငံတော်ကောင်စီဥက္ကဋ္ဌနိုင်ငံတော်သမ္မတနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တာဝန်များအပြင်ပါတီဥက္ကဋ္ဌတာဝန်နဲ့ဘိုးကော်မတီတာဝန်များကနေနှုတ်ထွက်ပေးခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲစုထအကျဉ်းပြည်သူ့လွှတ်တော်ရေးပေါ်စည်းဝေးနဲ့ပါတီဘိုးကော်မတီစည်းဝေးတို့ကိုကျင်းပဖို့ခေါ်ယူခဲ့ပါတယ်။ 1988ခုနှစ်ဩဂုတ16ရက်နေ့မနေ့7နာရီခွဲမှာလမ်းစဉ်ပါတီ7ကြိမ်မြောက်အစည်းအဝေးခေါ်ယူကျင်းပပြီးတော့ဩဂုတအစ်ကိုရွေးကောက်တင်ပြောက်ခဲ့ကြပါတယ်။အဲ့ဒီနေ့မနေ့7နာရီ15မိနစ်မှာကျင်းပပြုလုပ်တဲ့စုထအချိန်ပြည်သူ့လွတ်တော်စည်းဝေးကပါတီဩဂုတအစ်ကိုနိုင်ငံတော်ကောင်စီဩဂုတနဲ့နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်လိုက်ပါတယ်။တစ်ဆက်တည်းမှာပဲနိုင်ငံတော်ကောင်စီကပြည်သူ့စံတာလေ့လာစုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းတောင်းပေးရပြီးတော့ပြည်သူ့စံတာလေ့လာမှုစီစဉ်ပါတယ်။ဒါပေမဲ့ ဘာကိုမှလက်ခံယုံကြည်မှုမရှိကြဘဲနဲ့ထင်ရကိုသာစိုင်းညင်ကြတော့တဲ့ဆန္ဒပြသူလူလူကြီးဟာပြည်သူဆန္ဒလေ့လာဆောင်ဆိုင်ရေးကော်မရှင်ကိုလည်းလက်မခံတော့ပဲကြားပြဆိုးရဖွဲ့စည်းပေးရေးကိုသာကြွေးကြော်တောင်းဆိုနေကြပြီးတော့နိုင်ငံတော်အာဏာရယူနိုင်ရွတ်အထူးထူးသပိတ်တွေကိုဇက်တိုက်ဖန်ပြီးအကြက်ကင်လာကြပြန်ပါလေနိုင်ငံတော်အာဏာရယူရွတ်ကျိုးကင်လှုပ်ရှားသူများရဲ့နောက်ကွယ်မှသွေးထိုးလှုပ်ဆောင်မှုများကြောင့်တပ်မတော်နဲ့ပြည်သူများအချာအထင်မြင်လွဲမှားစေရန်လှုပ်ကြံဝါဒဖြန့်မှုများဟာလည်း နေ့စဉ်ရက်ဆက်ဆိုးသလိုကြီးထွားပြန့်နှံ့လာနေပြီဖြစ်ပါတယ် ဝိုင်းပစ္စည်းပြည်သူဘန္နာတွေကိုလည်းတိုးမြင့်ဖြည့်ဆည်းလာခဲ့ကြရမှာအခွင့်အရေးဆောင်ဆိုင်နေကြတဲ့လူရဲ့ယူငင်လူသူများကပြည်သူဝိုင်းကုံလောင်ရင်တွေကိုဖောက်ထွင်းဝင်ရောက်ယူငင်သွားကြလို့လဲပြည်သူဝိုင်းပစ္စည်းအမြောက်များဆုံးရှုံးခဲ့ကြရပါတယ် ဖက်လူရဲ့သူတွေဟာစက်ယုံအလုတ်ယုံအတွင်းကပစ္စည်းများကိုလူရဲ့ယူငင်သွားကြယုံများနဲ့အားမရနိုင်အတော်မတနိုင်ပဲနဲ့စက်ယုံအလုတ်ယုံတွေကိုအကြောင်းမဲ့တက်တက်ဖျက်ဆီးသွားကြကြလို့စက်ယုံအလုတ်ယုံတော်တော်များများဟာရစရာမရှိအောင်လို့ပျက်စီးဆုံးရှုံးသွားကြရပါတယ် Thank you. Thank you. မင်းမင်းစရိတ်ဆန်းဆန်းထင်ရှားဆိုင်နေကြတယ်မတမာသူအချမ်းဖက်သမားတွေဟာဥပဒေစိုးမိုးရေးမရှိတော့ဘူးဆိုပြီးတော့ထင်ရှားဆိုင်နေကြတာဟာတုတ်တန်ကအုတ်ကူလေးတောင်ခွာယူတဲ့အထိအောက်တန်းကြတဲ့အလုပ်တွေကိုပြစ်လုလာခဲ့ကြပါလေရင်ကျဲတိမ်မွေးတဲ့မြမနေကဆန္ဒပြမှုတွေပါလို့ပြောဝင်စရာရှိပါသေးရဲ့လားဒီလိုအခြေအနေမျိုးတွေဖြစ်ပျက်နေတာကိုတိုင်းပြည်ချစ်တဲ့သူနိုင်ငံချစ်တဲ့သူအမျိုးကိုချစ်တဲ့သူတောင်တိတဲ့သူတွေအနေနဲ့လက်ပိုက်ကြည့်နေဖို့ကောသင်ပါသေးရဲ့လားခင်ဗျာ ကိုကျိုးရှာနိုင်ငံသားတူရဲ့ဗီဒီယိုတိတ်ခွေမှတ်တမ်းကတော့အမခန့်ရက်စက်မှုပြရုပ်ကြီးတစ်ခုလိုဖြစ်နေပါတယ်တိုးတော်လဲလူမဆန်းတဲ့ဒီဖြစ်ရများကမှမှတ်တမ်းတင်ခွင့်ရသွားတဲ့နိုင်ငံသားဗီဒီယိုသမားရဲ့ဗီဒီယိုပြခွင့်မြင်ကွင်းများဟာအထင်းသာတွေ့မြင်နိုင်ကြရမှုစိတ်မခိုင်သူများနဲ့နှလုံးရောဂါရှိသူများမိန်းမများနဲ့ကလေးငယ်များအနေနဲ့အခိုက်အတန့်များမကြည့်မိကြစေဖို့ကြိုတင်တရိပ်ပေးရပါတယ်။ဘာကာပါတို့ရဲ့လုံနီးလုံဟန်ကိုတရုတ်အမှန်ထင်မှတ်မှားပြီးတော့ အမိုက်တရားခေါင်ခိုက်ဝစီဆိုင်လူတို့ရဲ့အကြမ်းဖက်လုပ်ရများအတွေ့ရိုးသားဖြူစင်တဲ့မြန်မာတို့ရဲ့နှလုံးသားဟာမညစ်နွမ်းစီအပ်ပါဘူးဟုတ်ပြီသူကဘယ်လိုလဲကျွန်တော်ပြောပြကြတယ်နေနေနေဘေးဖေအောင်နေနေတူရဲဘေးဖေရောဘူးလိုက်ပါဘူးဟုတ်